ခဏတော့ဒီမှာလေးကမြမပြူတကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတားပြတော့မြမပြူချစ်တယ်လို့လိမ်နေကြတဲ့လူလိမ်တွေပုံများပါတယ်အဲ့ဒီအချိန်မှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တာကအာကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ပေါ့ဒီနေ့ကျွန်တော်အော်မှတ်ပုံနေနေကမွေးနေပါအဲ့လိုပြောပါတော့เนาะကျွန်တော်မှတ်ပုံနေနေကမွေးနေအတွက်ဆိုပြီးတော့ကျွန်တော်အဲဒီနေ့ကုသိုလ်လေးတစ်ခုလုပ်ခဲ့တယ်လို့ပြောမလားကုသိုလ်တော့မဟုတ်ဗျာကုသိုလ်တော့မဟုတ်ဘူးဘာလို့ခေါ်လဲ အဲဂုံပြူပုံလေးတခုကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ချမ်းမှုပါဘူးအဲဒီပုံလေးကိုပဲကျွန်တော်ပြပါမယ်ဒီပုံလေးကိုကြည်ပါဒီနေ့ကျွန်တော်မြို့ထဲကိုသွားပြီးတော့ဒီချားလေးလုပ်ခဲ့တာလေးပါနော်အဲဒါလေးဒါလေးပါချမ်းမှုဘူးဒီပုံလေးဒါဘာလဲဆိုတော့ဒီမတန်ပေမဲ့စွဲနဲ့ပကြီးဆရာကြီးပေါ့နော်ရန်ကုန်မြို့လေကောင်ကမြို့လေကောင်ကပကြီးဆွဲနေဆရာကြီးအဲသူ့ရှိကိုကျွန်တော်သွားခဲ့ပါတယ်သွားပြီးတော့ကျွန်တော်ပကြီးချက်တွေအများကြီးကားချက်တွေပကြီးကားချက်ဒီအများကြီးကျွန်တော်ဝယ်ခဲ့ပါတယ်ဘာလို့ကျွန်တော်သွားပြီးအဲ့လှုပ်လဲလို့မင်းကျွန်တော်ဒီနေ့ကကျွန်တော်ရတာမွေးနေ့ဖြစ်ပါတယ်မွေးနေ့ဖြစ်တော့ကျွန်တော်ရုပ်သတင်းလေးနည်းနည်းတူတူပဲပြောပြီးတော့ ကျွန်တော်တို့ကိစ္စလေးရှိလို့သွားပါအောင်မိသားစုကိစ္စလေးရှိရောเนาะအဲ့တော့ဒါပါတော့အဲ့တော့ဒီဒီခြေထောက်နဲ့ပကြီဆွဲတဲ့ဆရာကြီးပေါ့เนาะအဲ့ဆရာကြီးကိုကျွန်တော်ရအောင်သွားခဲ့ပါတယ်သွားပြီးတော့သွားပြီးတော့ကျွန်တော်လုတ်လို့ရတာလေးဒီဘာလို့ဆိုသူပကြီဆွဲတာလေးကျွန်တော်သွားအပ်ပေးပါတယ်ဘာလို့သွားအပ်ပေးလဲဆိုတော့အခုဒါသွားအပ်ပေးလဲဆိုတော့ကျွန်တော်ကပုံလည်းပြောရရင်တော့ဒီလေးစားမှုနဲ့အခြေပြုပါလေးစားမှုအခြေပြုပါလူတယောက်ကဗျာလူတယောက်ကဘဝပေးချောင်းခန္ဓာကိုယ်မတန်တာဖြစ်နေမစွမ်းတော့မတန်တာမတန်တာမတန်တာဖြစ်နေတယ်ဒါပေမဲ့အဲ့မတန်တာကိုကြောက်ပြပြီးတော့ဟိုလမ်းမိမှာသူကသူအဆင်ပြေလို့တောင်းစားနေတဲ့ဒုက္ခသားလည်းရှိတယ်ဒါပေမဲ့ အဲ့လူနဲ့သားလည်းမားတယ်လို့ပေါ့ဘူးသို့တော့ခုနအဲ့မတန်တဲ့ဂျားတွေကကိုခွန်ကိုအားနဲ့ရတဲ့ပုံစံနဲ့ကိုဝမ်းသာကိုရအောင်ရှာစားတတ်တယ်လို့ဆိုတော့အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်တမိုးထားတာချစ်မြတ်လို့တာပေါ့နော်အားရကြမှုလို့ကျွန်တော်ပြီးတော့ကို့မွေးနေလည်းဖြစ်တော့အမှတ်တရလည်းဖြစ်အောင်ဆိုပြီးကျွန်တော်တမဲတကာကိုရအောင်သွားပြီးတော့ဒေချာသွားပြီးတော့တွေ့ပြီးဘာဖြစ်ပါလဲအဲ့ဒီပြီးတော့အဲ့ဒီအဲ့ဒီအကိုကြီးပေါ့ဗျာကျွန်တော်ကိုရဲဆိုအကိုကြီးသာသာပဲရှိဖြစ်ပါတယ်ဦးလေးလည်းခေါ်လို့မရအကိုကြီးလည်းခေါ်မရကို့မှာကွာကြတော့နော်ဒါပါတော့ဆိုတော့တို့ကျွန်တော်တွေ့တော့တွေ့ပြီးတော့ကျွန်တော်ပြောပြီးတော့ကျွန်တော်ပကြီကားလေးလာဝယ်တာအဲ့တော့ပကြီကားလေးကျွန်တော်နည်းနည်းဝယ်သွားမယ် မြောက်တာသူ့အကြီးကလည်း1000 5000 5000 1000ရဲ့တော်တော် quality ကောင်းပြီးပါလိမ့်ကြမှာ9000 5000လို့ရှိတာသူ့အကြီးကအဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောရရင်ဗျာပြောရရင်ဟိုသူ့အကြီးကကဈေးတော်တော်ကိုပါတယ်ပြီးတော့6000လောက်ဆွဲတာသူလည်းဆို6000လောက်ဆွဲတာဒါလည်းခါလို့သိပါလေမျိုးတွေကဒီမာဘန်ဒူလန်နဲ့36လမ်းတောက်တဲ့ one stop market ရှိတယ်တယ်မှာရှိတာပေါ့နော်ဟိုအီမန်နွေလာဟိုဖះအကြောင်းရဲ့ဒီမျက်စောင်းတို့မှာလည်းရှိတယ်အေယာဘန်တို့ဘာလို့နားမလဲနေတယ်အဲ့ဒါအဲ့တော့ကျွန်တော်တို့အပြီးတော့ပကြီးကလာဝယ်တာကျွန်တော်မွေးနေ့အတွက်လာဝယ်တာဆိုပြီးပြောရင်းနဲ့ဗာပြဆက်ပြောလို့ဆိုတော့ကျွန်တော်ပကြီးကလာဝယ်တာက မွေးနေ့တော့ဝယ်တာဖြစ်လို့ကျွန်တော်ကိုကြည့်ပြီးတော့ကျွန်တော်ပုံဆွဲနေကျွန်တော်စိတ်ထဲမှာဖြစ်စဉ်ကျွန်တော်ဖြစ်ချင်တဲ့ပုံစံလေးနဲ့ကျွန်တော်ကျွန်တော်ကိုကြည့်ပြီးတော့စိတ်ထဲမှာမျိုးလုံးနဲ့မှာရုပ်တဲ့အာရုံနဲ့ပေါ်လာတဲ့အချိန်ဆွဲပါလို့ဆိုပြီးတော့သူဆွဲခိုင်းလိုက်ပါတယ်ဆိုတော့သူဘာဆွဲပေးလဲဆိုတော့ဒါလေးပြဒါလေးကျွန်တော်ဆွဲပေးပါတယ်ဆိုတော့ဒီဗီဂျင်ကလေးကျွန်တော်ကြည့်ပြီးတော့ဟာလို့ကျွန်တော်ကကျွန်တော်ရဲ့ဟိုကျွန်တော်ကျွန်တော်ကျွန်တော်ကိုသူကြည့်ပြီးဒါလေးဆွဲပေးလို့ဆိုတော့ကျွန်တော်တို့အမှတ်တရဖြစ်သွားတယ်ပေါ့နော်ဒါအမှတ်တရဖြစ်သွားကျွန်တော်မွေးနေ့အမှတ်တရဖြစ်သွားပါတယ်ဆိုတော့ဒီဗီဂျင်ကလေးကမှဘယ်လောက်တန်လဲ1000မှတန်ပါတယ်1000မှတန်သူသူဆွဲပေးတယ်1000မှတန်ပါတယ်ဒါပေမဲ့ ကျွန်တော်တို့ကဒါဓမှုရှိတယ်ဓမှုဖြစ်နေတဲ့ຢာတွေတခုဖြစ်သွားပါတယ်ဆိုတော့ကျွန်တော်ဒါလောက်ခဲ့တာပါအဲ့တော့ဒီရဲ့ချက်ကတခုပါပဲဟိုလူတွေကမတန်တော့လဲကို့ကောကို့အာကို့အစွမ်းစားနဲ့ကို့ဝမ်းစာကိုရအောင်ရှာစားရတဲ့တက်တီအဲ့လေတက်တီကိုလေးစားဂုံပြူတဲ့အနေနဲ့ကျွန်တော်မွေးနေ့မှတ်ရတယ်သွားလုပ်တာဖြစ်ပါတယ်ပကြီးကကျကျွန်တော်ဟိုခုနှစ်ချက်လောက်ရှစ်ချက်လောက်ကျွန်တော်ဝဲချလာကိုယ်ကချစ်ချက်လောက်ဝဲချလာတယ်ဝဲချလာပြီးတော့ကျွန်တော်လောဆယ်ကျွန်တော်တင်ထားပါတယ်ဆိုတော့ခင်ဗျားတို့လည်းဒါဒီမျိုးထဲမှာရှိတဲ့အဲ့ဒီ ဟိုကြီးဆိုတဲ့ဦးလေးနာမည်တော့ကျွန်တော်မမေးခဲ့ပါဘူးသူ့ကိုလည်းတွားပြီးတော့ဝယ်လို့ရပါတယ်အားပေးလို့ရပါတယ်ဘာပဲပြောခင်ဗျားတို့နေနဲ့ဒီဒီလိုမျိုးပုံကိုယ်ကိုအားပေးတယ်အားပေးဒီလိုမျိုးပုံကိုအားပေးတယ်ပါတယ်အာတချို့ဘာမသိညာမသိတွားအားပေးနေမယ်အစားဒါမျိုးလေးတွေနေခင်ဗျားတို့ကြုံရင်တပတ်တစ်ခါလောက်ဖြစ်ပြီတစ်လောက်တစ်ချက်လောက်ဖြစ်ဖြစ်ရန်ကုန်မြို့မှာလူပေါင်းတန်းကို9000လောက်ရှိတယ်ဗျာ9000နဲ့မှ9000 9000လောက်ပဲထားပါတော့လူ9000လောက်ပါပဲဖြစ်ဖြစ်တစ်လောက်တစ်လောက်တစ်ချက်ကလေးပဲတွားဝယ်ပေးလိုက်ရင်တော့သူ့အတွက်ကသူ့ရဲ့ဝန်စာအတွက်တော်တော်ဆင်ပြေသွားမှာပါအဲ့တော့ တွက်လောက်ကြအတင်းတယ်လို့ကျွန်တော်ထိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်ရဲ့မှုသူလုပ်နေတာပြောတာပါအဲ့တော့ကျွန်တော်တို့သူဆွဲပြီးပကြီးကားလေးအတိတ်ပဲအများကြီးပြပါတယ်ကျွန်တော်လိုချင်တဲ့ခံစားချက်ကိုရောက်ခဲ့ပါသလားမေးရင်ယာနုံးကြီးမဟုတ်ရင်တော့ယာရင်တော့တော်တော်များများရောက်ခဲ့တယ်ဗျကျွန်တော်ရဲ့စိတ်ကူးတဲ့ကျွန်တော်နေချင်တဲ့ဟိုဘဝလေးကိုသူပကြီးကားလေးကဖော်ညွှန်းပေးသလိုဖြစ်သွားတယ်ကျွန်တော်တကယ်ကျွန်တော်ရဲ့စိတ်ကူးထဲမှာကျွန်တော်နေချင်တဲ့ဘဝလေးကိုဒီပကြီးကားကဖော်ညွှန်းပေးသလိုဖြစ်တယ်ဆိုတော့စိတ်ထဲမှာပဲပါတယ်နော်အဲ့တော့ဒါလေးကကျွန်တော်လည်းကျွန်တော်မွေးနေ့အမှတ်တရလေးနဲ့ကျွန်တော်ဒီကြိုက်ပြောတာပါနောက်တစ်ခုကကျွန်တော်ဒီနေ့ အဓိကပြောရမယ့်အကြောင်းအရာတွေရုပ်တံတွေကဘာတွေလဲဆိုရင်အာချောင်းပါဘူးမရိယာအစိုးရထုတ်ပြန်တာရှိတယ်အွန်လိုင်းလောင်းကစားလုပ်တဲ့သူ29ခုကိုအရေးယူလိုက်တယ်ဆိုတဲ့သတင်းအဲဒါသူတို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ဆိုတော့29ခုကိုရေးယူလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ကထုတ်ပြန်ချက်အရဆိုရင်တော့ဒီ29ခုကတော်တော်လေးစိုးတယ်ရန်ကုန်မန္တလေးနှစ်နေရာနေမိတာပါအလုံးပြောရမယ်ဆိုတော့မင်္ဂလာတုံမှာစမိတာမင်္ဂလာတုံကစမိတာစပါတယ်ပြီးတော့အော်တိုဝါ၁၄ရက်နေမှာပေါ့နော်မင်္ဂလာတုံပလဲရက်ကွယ် MS 188မှာရှိတဲ့ Secret Villa Private Resort မှာနော်အဲ့မှာ ဲ့ဒီမှာနေထိုင်နေပေါ့နေထိုင်ပြီးတော့ဘောလောင်းကစားတွေလုပ်နေတဲ့ဒီ ibet 789 online အပါအဝင်ဘောလုံးလောင်းကစား website တွေနောက်တော့ကဘာရင်ညာတွေပေါ့ဗျာ2 3 3ပါအကုန်လုံးအဲ့ဒါတွေလုပ်နေတဲ့အဖွဲ့တွေပေါ့အဲ့ဒီအဖွဲ့တွေ super senior agent ဖြစ်တဲ့ရင်မင်းလိုင်းနဲ့ maria ko mi le တို့နောက်တော့က senior agent ဖြစ်သူဝင်းပပအောင်အစရှိတဲ့ပုံကိုယ်တွေကိုတရားဝတက်ဆက်လေးကိုလက်ကైပုံ23လုံးမော်တော်ယာဉ်3စီးနဲ့3စီးနဲ့သူတို့ဖမ်းဆီးရမိတယ်အဲ့ဒီနောက် auto 55ရဲ့နေမှာတော့သူရွှေ ရန်ကင်းမြို့နယ်တောက်ကုန်းရပ်ကွက်ရတနာလမ်းအမှတ်69မှာရှိတဲ့ The Lot စားသောက်ဆိုင်အနီးမှာ Super Senior Agent ဖြစ်သူဖြိုးမင်းသူခေါ်ရောင်နေနဲ့တရားခံ3ဦးကိုလည်းလက်ကင်မုံငါလုံးမော်တော်ယာဉ်3စီးနဲ့တခါစရိုက်ဖမ်းမိတယ်အဲ့နောက်သူတို့ရဲ့ထွက်ဆိုချက်တွေကိုချက်ပြီးလိုက်တဲ့အခါ16ရက်နေ့မှာတော့မန္တလေးဒေသကြီးပြင်ဦးလွင်မြို့ရပ်ကွက်ကြီး7ခေမာလမ်းအမှတ်686ရှိမှာရှိတဲ့နေအိမ်မှာ iBet 789 online လောက်ကစားလောက်ကရန်စီအောင်သိမ်းသွင်းခဲ့တဲ့ Super Senior Agent ဖြစ်သူဇင်မင်းအောင်ခေါ်ဇင်ကြီးအပေါ်တရားခံ3ဦး တို့လက်ကင်ဖုန်ခုနှစ်လုံးလက်တော့တစ်လုံးမော်တော်ယာဉ်တစ်စီးနဲ့တူမိတယ်။တချို့နေ့မှာပဲမန္တလေးမဟာအောင်မြေမြို့နယ်ရဲမော်တော်ရက်ကွက်40 40လမ်း53လမ်း54ကျမ်းကြားမှာရှိတဲ့ focus ဆိုတဲ့ hotel မှာ super senior agent ဖြစ်သူ senior agent ဖြစ်သူပြည့်ဖြိုးအောင်ခေါ်မင်းတက် agent ဖြစ်သူမင်းမြနိုးလို့နဲ့တူတဲ့။တို့လက်ကင်ဖုန်ငါးလုံးလက်တော့တစ်လုံးမော်တော်ယာဉ်တစ်စီးဟို၎င်းသိသိရမိတယ်တဲ့။အဲ့နောက်အော်တိုဘာ20ရက်မှာရောင်းလိုက်ကြကြီးတကုန်းပြည့်အရှိိုင်းမြို့နယ်12ရက်ကွက် အဲ့လိုပဲမီနီမက်ကရှိမှာခင်မောင်ဖြိုးခေါ်ဇော်ဝင်းအပါဝင်တဲခါငါ့ဘူးလေလက်ကင်ဖုံကိုလုံးတက်ပလက်နှလုံးလုံးနဲ့တူထားဘောသူဖန်စီရပြပါတယ်တဲ့ဆိုတော့တို့ဖန်စီရပြနေချိန်မှာတို့လောက်တာဘာကြီးလောက်ခဲ့လဲဆိုတော့ ibet 789 online ဘောလုံးလောင်းကစား website ပေါ့နော်နောက်555 mix ဘောလုံးလောင်းကစား website mao 556ဘောလုံးလောင်းကစား website now batman 688 slot လောင်းကစား website shan 234 pair လောင်းကစား website နဲ့233လောင်းကစား website အပါဝင်လောင်းကစားလုပ်ငန်းတွေမှာ မြောက်လာမှာကော်မရှင်သားတွေဘာညာရင်းနဲ့အကုန်လုံးကော်မရှင်သားလျှောက်လို့ရပါလေဘာညာဆိုပြီးတော့လှုပ်တော့လှုပ်ပြီးတော့ပေါ်ဖြစ်တဲ့ချိန်လှုပ်တဲ့သူတွေဖြစ်နေရဲဆိုတော့ပေါ်ပေါက်သွားတယ်အဲ့တော့သူတို့ရထွက်ဆိုချက်ရဆိုရင်တော့ဇင်မင်းအောင်ခေါ်ဇင်ကြီးဖြိုးမင်းသူခေါ်ရောင်ဒီပြဖြိုးအောင်ခေါ်မင်းမင်းထက်ရင်းမင်းလိုက်မာရီယာခင်မောင်ဖြိုးခေါ်ဇော်ဝင်း၆ဦးကစပြီးချိတ်ဆက်ပြီးတော့လောင်းသား website ဒီ distributor နဲ့ချိတ်ဆက်ပြီးလှုပ်တယ်ပေါ့ဗျာအဲ့ဒီမှာဝင်းမပအောင်တက်နိုင်ဖြိုးအသက်ဖြိုးနိုင်စားရှိတဲ့ပုံစံတွေအပါအဝင်အဲ့သူတို့ဆက်ဆက်ပြီးလှုပ်တဲ့သူတွေအကုန်လုံးပေါက်လိုက်တာနာမည်ပေါင်းစုစုပေါင်းလူနာမည်တွေအများကြီးနဲ့ အဲ29ရောက်ပါတဲ့ KB special account တွေ KB set bank account တွေ AR bank account တွေ Yuma bank account တွေ CB bank account တွေ UE bank account တွေဟာ A bank AR pay KB wi pay အစရှိတာဒီကိုအသုံးပြုပြီးတော့အဲဆောင်ရခဲ့တယ်ဆိုတာမျိုးတွေသိရတယ်ဆိုတော့ဘာပြောဒီ online လောင်းစားလုပ်တဲ့သူအမျိုးသား18ခုမျိုးသား18ခုစုပေါင်း29ခုကိုဖမ်းဆီးရမိတယ်လက်ကင်ပုံ49လုံးလက်ပြော့နှလုံး tablet နှလုံး motor ရေး၈စီးအဲ့ဒါနဲ့သူဖမ်းဆီးရမိတယ်တော့သူတို့ရေးယူမယ်ဆိုပြီးတော့ဒါအစိုးရထုတ်ပြန်တယ်ဆိုတော့သူတို့ကြည့်လိုက်တဲ့ခါကျတော့ ဒီလူနာမည်နဲ့ဒီပုံတွေကြည့်လိုက်တဲ့ခါမှာအခုကျွန်တော်ရုပ်သံနားထောင်နေတဲ့သူတွေရဲ့တချို့တွေကဒီပုံတွေကြည့်ပြီးတချို့တွေကဟာငါတငယ်ချင်းပါသွားတယ်ဆိုတော့ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ဘာလို့ဆိုတော့တချို့လူတွေရဲ့လူတွေကသူတို့ရဲ့တငယ်ချင်းတွေဖြစ်နေ။အဲ့ဒီလူတွေကတခါလေကိုယ့်ရဲ့ Facebook ရဲ့ friend ဖြစ်နေလည်းဖြစ်နေလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ Facebook တွေမှာ TikTok တွေမှာအာ Telegram တွေမှာအကောက်တွေကအများကြီးပေါ်လာတယ်။ပျောက်တော့ပေါ်လာတယ်။ပေါ်လာပြီးတော့ကောင်မလေးလှလှချောချောလေးတွေပုံလေးတွေဟိုင်းအကူဟိုင်းအမစားပြီးပြီလားဘာလားညာလားဘဲအနေရလဲကိုဘလို့အဲ့လိုနဲ့လာပြီးကို join ပြီးတော့ခုနဒီလောင်းကစားကိုကစားဖို့လာပြီးတော့ကန်းလန်းနေရတယ်အများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်ပင်လည်းကန်းလန်းခံရဘူးတယ် ကန်လန်းခံဘူးလေကျွန်တော်တို့ကဘာလုပ်လဲရှင်းရှင်းကန်လန်းခံကျွန်တော်ကျွန်တော်ဘာမှမသိဘဲလာကန်လန်းတော့ကျွန်တော်ကဆူရပြီးတာကောင်းပါလာကန်လန်းပြီးတော့မှကျွန်တော်တို့ကလိုက်တဲ့သားလေးမြို့ဘာလဲသူဘာလဲသူသိရင်လို့လုပ်တဲ့ခါမှာဒီလူလေးဒါလုပ်တာပဲဆိုတော့ကျွန်တော်ကသိလိုက်တယ်ဆိုတော့အဲ့လိုမျိုးလေးအများကြီးရှိတယ်ဒါကြောင့်ဒီ online လောင်းကစား game တွေလုပ်တဲ့အုပ်စုတွေ ਨੇ ကိုကသွားပြီး network တစ်ခုတိစောက်မိသွားပြီဆိုရင်ထောင်နဲ့ရောက်ဖို့မလိဘူးနီးရထောင်နဲ့ထောင်နဲ့ခန်းနဲ့နီးသွားတာပေါ့နော်တကယ်တော့ insane နဲ့နီးသွားတာပေါ့ဆိုတော့ဒါကြောင့်ခင်ဗျားတို့ကိုယ်ပိနာမှာတကယ်ကြီးပေါင်းတဲ့နေအဲ့လို online လောင်းကစားတွေကိုလာဆွဲနေပြီဆိုရင်ကိုယ့်ရဲ့ရှောင်းအကောင်းဆုံးပါ နော် online လောင်းကစားမလုပ်တာအကောင်းဆုံးအခုထိုင်းက 2D 3D တွေလည်းရှောင်တာအကောင်းဆုံးဖြစ်နိုင်ပြလောင်းကစားမလုပ်တာအကောင်းဆုံးပါလောင်းကစားလူတက်တဲ့ဘောကအများကြီးပျက်စီးစီတယ်ပြောင်းလဲစီတယ်ဘောကစုပ်ပြတ်သွားတာစီနိုင်ပါတယ်ဒါကြောင့်လောင်းကစားတော့မလုပ်ကြတာအကောင်းဆုံးပါပြီးတော့ဒါမျိုးလုပ်တာကိုလည်းအားမပေးချဘူးပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေ group တွေတွေ့ပြီဆိုရင်တိုင်ကြားကြဖို့သက်ဆိုင်ရာတာဝန်ရှိသူတိုင်ကြားကြဖို့နောက်တော့ရတဲ့ဖွဲ့ဝင်တွေကလည်းသူတို့ရကြတော့စုံစမ်းဖော်ထုတ်ပါလိမ့်မယ်အခုလည်းသူတို့ဒါရကြတော့အချက်လက်တွေစုံစမ်းဖော်ထုတ်ပြီးခိုင်ပြီးဆိုမှအုံနေချင်းနဲ့ဝင်ဖမ်းလို့ဒါဂိုင်းလိုက်ကြီးမိတာ28ရောက်ပါလေဂိုင်းကိုမိတာ ်ခင်ဗျာဒါမျိုးဂိုင်းနေရန်ကုန်မန္တလေးနေပြီးတော့အစားရှိတဲ့ဒေသအသီးသီးမှာဘယ်နှဂိုင်းလောက်ရှိနေမလဲကျွန်တော်တို့မသိနိုင်ဘူးဘာလို့ဆိုတော့ရန်ကုန်မြို့မှာကွန်တိုလီရှိတယ် private ကွန်တိုလီရှိတယ် condominium ရှိတယ် condominium ကွန်တိုလီကွန်တိုမှာအခန်းတွေကိုလောကလာပြငားတာတလောက်သိန်း30ပေးငားပလိုက်တာမျိုးရှိတယ်ပြီးတော့အဲ့ကွန်တိုလီတဲ့ဝင်ဖို့တော့ကိုခင်ဗျာစိုးရရဲတွေတောင်ကောင်းကောင်းဝင်လို့မရတဲ့ကွန်တိုလီရှိတယ်ပို့လိုက်ပြန်တချို့ရဲတွေဝင်ဖမ်းနေလဲဘယ်ကွန်တိုမှာဘသူရှိနေလဲမသိတော့ဖမ်းလို့မရအများကြီးရှိတယ်ဘယ် private ဟိုဘာလဲအရာဥယျာဉ်အရာတွေမှာလူရှိနေလဲမသိနိုင်ဘူးအဲ့ကြောင့်တော့ဒီ ဒီဒီဘယ်ကောမဲ့တရားမဝင်လုံးမဲ့လူတွေကတရားမဝင်လုံးမဲ့လူတွေကသူဒါမျိုးတွေကိုအကာအကွယ်ယူပြီးတော့အလုပ်လုပ်ကြလိမ့်ရှိတယ်။ဒါကြောင့်မလို့ရက်တက်ဖို့ဝင်နေတယ်လေတချို့ရာတွေဖမ်းလို့မရရှိရရဲအပြင် PC ပေါက်စားလေးဗျာဒီကွန်တိုကြီးပေါ်ရဲကဝင်သွားလို့ရဲကလုံလုံရရဲမန်တိလေအဆရာတို့ဝင်လို့မရပါဘူးခင်ဗျာမန်နေဂျာတို့ဘာလို့လာပြီးဖျက်ရတယ်ဂျုံဝင်တယ်ဒါမျိုးလို့ပေါ့ဝင်လို့မရတာရှိတယ်ဝင်သွားလို့ရရင်တော့ခင်ဗျာအပေါ်မှာအပေါ်မှာအခန်းနေခန်းတွေက security ကုတ်တွေပါတယ်အမှမလွယ်ဘူး ကတ်နေမှာဝင်လို့ရဆိုတဖက်မှာကွန်ဒိုမီနီယံရဲ့လုံခြုံရေးအားကောင်းသွားပြီမြဲတဖက်မှာအဲ့ကွန်ဒိုမီနီယံရဲ့လုံခြုံရေးအားကောင်းမှုအသုံးချပြီးတော့တရားမဝင်လောင်းစားလုပ်မဲ့သူတွေကြားဖြန့်လုပ်မဲ့သူတွေကအဲ့နေရာတွေမှာသွားပြီးတော့ခိုးအောင်နေတာမျိုးလေဖြစ်တတ်တယ်ဒါကြောင့်တစ်ခါတစ်ခါကျရင်တော်တော်တော့တရီကြီးထားပါတယ်ကွန်ဒိုပိုင်ရှင်တွေအခန်းပိုင်ရှင်တွေနဲ့လည်းကိုယ့်အခန်းကိုကိုငားတဲ့ခါမှာဘလူလူမျိုးလေကိုယ်ခန်းအခြေအနေကိုလည်းအမြဲစောင့်ကြည့်လေ့လာသင့်တယ်လို့ကျွန်တော်ပြောချင်တယ်ဗျာရမ်းမငားသင့်တာအကောင်းဆုံးပဲငားလိုက်ပြီလို့ပြဿနာတစ်ခုတစ်ခါနဲ့ကိုယ်ပဲခံရမှာဖြစ်တဲ့အတွက်ဒါသတိထားကြပါပြီးတော့ဒီ online လောင်းကစားကိစ္စတော့ အစိုးရဇရိုက်ဖမ်းဆီးပြီးတာစီကဝင်ပြီးလုပ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့နေဆက်မှာလည်းကြားပြန်ကိစ္စတွေဖမ်းနေပါတယ်။ဇရိုက်ကိုချနေတယ်၊ကြားပြန်ဝင်စီးနေတယ်၊ဇရိုက်ကိုစီးနေတယ်။ဆိုတော့အခု KK Pack AA AA က AA ဆိုတာကဟို AA လို့အမည်ပေးထားတဲ့အဲကြားပြန်လောင်းဝသစင်တာကြီးပေါ့နော်။အဲအဆောင်ကြီးအများကြီးရှိနေနေရ။မြောက်ရီကသွားရင် AA ကိုရောက်မယ်၊ပြီးရင် KK Pack ကိုရောက်တယ်။အဲ့တော့လူတွေကရောနေတယ် KK Pack ပဲပြောတယ် AA အကြောင်းမပြောဘူး။ AA KK Pack ကကက်ရက်ရှိတာ၊ကက်လေးရှိတာ။7 minutes လောက်ဆိုရင်ရောက်ပြီ။အဲ့လိုကက်ရက်ရှိတယ်ပြောရအောင်နီးလေး။ ဆိုတော့နည်းနည်းလေးပဲမောင်းလိုက်ရောက်ကြတဲ့ဟာမျိုးအဲ့တော့ AKK ဘက်ကကိုက်ရလေအဲ့တော့ AA မောင်း KK ဘက်မှာတော့တက်ကဒီလိုစီးနေတယ် KK ဘက်က BGF sort ဘုံမျိုး sort ဝင်ရဲ့နည်းနည်း AA ကကြတော့ကိုယ်က KNU ရဲ့နည်းနည်းနှစ်ခုလုံးကိုတက်ကဒီလိုဝင်စီးပြီးတော့ထဲနေတာအဲ့တော့ကြားပြန်လေးလည်းဝင်ရုံးသုံးကားဖြစ်ပြီးတော့ပြေးကြလွားကြတယ်ဖြစ်ကုန်ပြီးတော့ဖားရမီးလောင်တို့ဖြစ်အခုကြားပြန်သမားတွေကတော့အခုကြားတော့များလို့မဟုတ်ဖုန်းနေတော့ကျန်တာပြောနေကို့မှာပါတယ်ဖုန်းနေတော့ကိုလမ်းလမ်းဘေးမှာတွေ့ရတာဈေးနဲ့ထိုးရောက်နေတဲ့အချိန်တော့ရောက်လို့များ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 ဒီမှာ ဖုန်းကိုဈေးပေါပေါနဲ့ရတယ်ဈေးကိုကြီးပေါပေါနေတယ်အဲ့ဖုန်းတွေကိုတော့ဝယ်မိတဲ့ကောင်တွေလည်းနေတိုင်းနဲ့ကြည့်ကြားဖြန်ခရရတဲ့ပါသွားမယ်ရန်တန်ဆုတ်ဆက်ဝယ်တာဒုက္ခရောက်မယ်အဲ့ဒါကြီးလည်းဖြစ်နေတယ်ဆိုတော့မြောက်ဒီမှာတော့ပွဲတော်ကြီးဖြစ်နေတယ်အကြီးကျယ်ပွဲတော်ကြီးဖြစ်နေမြောက်ဒီကေကေပတ်အုပ်စုနေတော့ပွဲတော်ကြီးဖြစ်နေတယ်ဆိုတော့ပြောချင်တယ်အဲ့တော့ကြားဖြန်တဲ့ပတ်သက်ရင်အစိုးရအကြီးကျယ်ဖန်နဲ့ online လောင်းသားတွေနဲ့ပတ်သက်ရင် order တွေစုညံတန်တွေလူတွေရဲ့မျိုးစုံပြောနေတဲ့အတန်တွေကြားလာတဲ့ကအစိုးရကလည်းစုံစမ်းဖော်ထုတ်မှုတွေအကြီးကျယ်လောက်လာတယ်ဒါလည်းဘယ်လောက်လာမလို့ရတဲ့ဘက်ကလည်းနောက်ပိုင်းမှာလောက်လာပါလိမ့်မယ်ဘာလို့ဆို ဒီ online လောင်းကစားတွေနဲ့ကြားဖြန်ကကြားဖြန်ကလိမ့်တာ online လောင်းကစားကကြတော့လူတွေကိုမွဲအောင်လုပ်တာအဲ့တော့လူတွေကဆင်းရဲမွဲတည်မှုတွေဟိုဖြစ်နေဖြစ်ကုန်တာပေါ့နော်တချို့ဆိုရင်ရှိတဲ့ပတ်စံလေးတွေနဲ့ online လောင်းကစားလုပ်တယ်ဘာမဆိုင်ညာမဆိုင်ကိုယ်ပိုင်ဆိုင်နေမြေကွက်တွေအိမ်ဒီမှာကိုယ်ချောင်းပလိုက်ရတဲ့ဖြစ်ကုန်တယ်အဲ့ online လောင်းကစားနေဒုက္ခပေးတာပေါ့နော်ဆိုတော့ဟိုအကြီးအကျယ်လူတွေဆင်းရဲမွဲတည်မှုအကြီးအကျယ်ဖြစ်အောင်တုံ့ပို့သလိုဖြစ်တဲ့ဟာဖြစ်လို့တဲ့ online လောင်းကစားကိုအစိုးရဟိုနှိမ်နှင်းမှုဒါပြင်ဆင်လာတဲ့သဘောတွေ့ရတယ်ဆိုတော့ဒီတော့ဘုံနေနေတာကိုလည်းကျွန်တော်တို့အားပေးပါတယ်ချပါလို့ပဲတိုက်တော့ပါလေဒါကတော့ online လောင်းကစားရဲ့ပတ်သက်တာပြောချင်တာနောက်တစ်ခုကကျွန်တော်တို့ဒီ အဲဒီနေ့ပါရှိလဲဆိုတော့ဒီ PDF ကိစ္စပေါ့နော်အဲ့ဒါတော့ရှားမဟုတ်ဘူး PDF တွေကလည်းတော်တော်ရိုင်းမရိုင်းလာတယ်ပေါ့ဗျာမရိုင်းလာတယ်ပဲကျွန်တော်တို့ပြောပြရစီမရိုင်းလာတယ်ပြောရဲဆိုတော့ရှားမဟုတ်ဘူးအဲဒီចောင်းဆရာမတွေပေါ့နော်ចောင်းဆရာမတွေကိုညောင်းစိတ်ဖြူရှောက်ပင်အေးရွာမှာចောင်းဆရာဆရာမတွေပေါ့ចောင်းဆရာဆရာမတွေကိုဆရာမနဲ့သူ့ရဲ့မိသားစုဝင်တွေကိုဖမ်းသွားတယ် PDF ဖမ်းသွားတယ်ဖြစ်စဉ်ဖြစ်သွားပါတယ်အဲ့ဒါဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့တော်တော်လေးစိတ်မကောင်းပါဘူးမိုးရိပ်သားကြီးစိတ်ဖြူပြနေရှောက်ပင်အေးကြီးရွာအဲ့မှာရှိတဲ့အထက်ကចောင်းကမူလာတဲ့ဆရာမတုံးနဲ့ ဆရာတို့သူ့ရဲ့ခင်မောင်းအပါဝင်နောက်ထပ်အရသာ၃ဦးကိုစုစုပေါင်း၅ဦးလောက်တော့ရှိမှာပေါ့အဲ့လူတွေကလုံးကိုပြီးခဲ့တဲ့အော်တိုဘာ၂၁ရက်မနေ့ပိုင်းကတဲ့တဲခုံကြေးရွာကနေစိတ်ဖြူဖြူကိုထွက်ခွာလာတဲ့စိတ်ဖြူကစုံးမရှောက်ပင်ကြေးရွာသွားကားလမ်းပေါ်မှာရောက်မှာတဲ့ PDF တွေကသူတို့စိုက်ကယ်တွေနဲ့ကားတွေနဲ့သူတို့ရောက်လာတယ်ရောက်လာပြီးအိုက်ကားကိုတားတယ်တားလဲပြီးတဲ့ပြီးအဲ့ဒီပေါ်ကနေဆရာမအဲဒုတိယမူလာရက်ဆရာမတော်ဂျူဂျူတီခင်မုန်ဖြစ်သူဦးဆောင်မင်းဆိုနဲ့ရှောက်ပင်ကြီးအောင်ဒီနေ့ရဲလင်းအောင်မောင်းနေတဲ့မော်တော်ယာဉ်နဲ့ကားအဖွဲ့ကိုလို့ကိုအကုန်လုံးဖမ်းခေါ်သွားတယ်။အော်တိုဘာ၂၁ရက်ညနေပိုင်းမှာဖမ်းခေါ်သွားတယ်တဲ့။ဖမ်းပြီးတော့၃၃ဦးဆုံးတော့၃ဦးပေါ့။ဖမ်းခေါ်သွားပြီးတော့အခုချိန်ထိ ့21ရက်နေ့ဖမ်းသွားတာဒီနေ့24ရက်နေ့မမိမမိသေးဘူးပြန်ဘာဖြစ်သွားမှမသိဘူးပေါ့နော်ဆိုတော့ဒါမျိုးတွေ PDF လုတ်သွားတယ်လို့သိရပါတယ်ဆိုတော့ဘာကြောင့်ဖမ်းလဲဆိုတာလည်းအကြောင်းပြချက်မသိရတလို့အဲပြန်လွတ်ပေးခြင်းလည်းမရှိသေးဘူးဆိုတော့ကျွန်တော်တို့ကတော့စိတ်ပူပါတယ်ပြောရရင်တော့ဒါမျိုးတွေကပညာရေးကိုနှောက်ယှက်ပေးတဲ့ကိစ္စမျိုးတွေကတက်ညာလို့မရဘူးခွန့်လို့လို့မရပါဘူးပညာရေးကိုနှောက်ယှက်ပေးတာကကျောင်းဆရာဆရာမတွေဒုက္ခအကောင်းဆုံးပေးတယ်လို့ခေါ်ပါတယ်ဒါကိုကျွန်တော်လက်မခံပါဘူးဆိုတော့ ဘယ်လိုလဲဆိုတော့ဖန်စီခံတာရဲ့ဆရာချမ်းမလေးပြန်လွတ်မြောက်လာဖို့ပဲကျွန်တော်တို့ကတော့ဟိုဝိုင်းဝန်းပြီးတော့တောက်ဆူဆူတောက်နေရတဲ့သဘောရှိပါတယ်ဒီလိုတော့တွေ့ရမယ်เนาะဒါလေးကတော့ကျွန်တော်ပြောတော့နောက်တစ်ခုကဒီနောက်တစ်ခုကဘာလဲဆိုတော့ဟိုအဲဘာလဲကျွန်တော်ဟိုချင်းချင်းလက်တကိုင်ဖွဲ့ပေါ့နော်ချင်းလက်တကိုင်ဖွဲ့လို့ပြောမှာ CDF ပေါ့ CDF ကကမ်ပက်လက်စီဦးစီးချုပ်အဲ့လိုပဲကမ်ပက်စီးဦးစီးချုပ်ကမင်္ဂလာပွဲအဲ့မင်္ဂလာပွဲကိုမင်္ဂလာပွဲကို တက်ကလေးနဲ့တရေအချက်လည်းရလို့ဆိုတက်ကလေးနဲ့သွားပြီးတော့တချင်းဖွင့်ပြပေးတယ်မင်္ဂလာဘွားကိုသွားပြီးတော့တက်ကပွဲတက်တာပေါ့နော်ပွဲတက်တာတက်ကလေးနဲ့သွားတက်လိုက်တာတက်ပြီးတော့တချင်းနေဖွင့်ပြပြီးတော့အဲ့မှာပောက်ကွဲမှုကြီးကြီးဖြစ်တယ်လို့ကြားပါတယ်နော်အဲ့ဒါဒီနေ့အော်တိုဝါ24ရဲ့မနေ့9နိုင်အေးခွဲလာမှာပေါ့နော်ဖြစ်တာကမ်ပလက်မျိုးမှာရှိတယ်မျိုးမှာနှစ်ရက်ကွာမှာကျင်းပနေတာ CDF ကမ်ပလက်ရဲ့စေဦးစီးချုပ်စလိုက်အောင်လေးသူ့ရဲ့မင်္ဂလာပွဲနော်အတိအကျကွာတရေရတာမင်္ဂလာပွဲကိုတဲ့စစ်တပ်က jet fighter ရင်တစ်စင်းနဲ့ဘုံသုံးလုံးနဲ့တချင်နေဖွင့်ပြလိုက်တယ်တဲ့ဖွင့်ပြလိုက်တဲ့ခါကျတော့အောက်မှာ တော်တော်လေးထိခိုက်မှုရှိအောင်ရတယ်တော်တော်ထိခိုက်အသေးဆုံးတွေများတယ်လို့ကြားပါတယ်ဟိုတစ်ဖက်ကတော့ဟိုဘက်ကချင်းမီဒီယာတွေမှာတော့အသူစေဦးစီရုံးနဲ့ဇနီးယောက်ထိခိုက်မှုမရှိဘူးဆိုတဲ့သဘောမျိုးသူကပြောတယ်သို့တော့ခုချိန်ထိသတင်းမရသေးဘူးဒါပေမဲ့အောက်မှာတေးရတော့အရသားတွေသိပါတယ်ဘာညာရှောက်ပြောကုန်တယ်အဲ့တော့ကမ်ပလက်တို့ဘာလို့ကဘူးလို့ဆိုတက်ပရော်ထိချုံအောင်မှာရှိနေတာတော့မဟုတ်ဘူးအဲ့ CDF ကထိချုံထားတဲ့နေမျိုးတွေတင်းမှတစ်ခုပဲပြီးတော့ရှင်းပြရင်တော့ဟို တပုံပေါ့ဗျာတပုံနေနေဖြစ်သွားတာပေါ့ပြောအဲ့လိုပဲပြောပါဦးအချမ်းဖက်လှူရှားမှုရှိတဲ့နေမီဖြစ်သွားတဲ့ခါကျတော့အချမ်းဖက်လှူရှားမှုရှိတဲ့နေမီမှာအချမ်းဖက်စေဦးစီချုပ်ခေါင်းဆောင်တယောက်ကိုသွားရှင်းတဲ့တဘောပေါ့သူတို့တက်ကတပုံခေါင်းဆောင်ပေါ့တက်မတော်တက်ကတပုံခေါင်းဆောင်ပေါ့အဲတက်မတော်နေတပုံခေါင်းဆောင်တယောက်သွားရှင်းနေပေါ့သွားရှင်းနေဒါမဲ့တပုံခေါင်းဆောင်တော့ကံကောင်းပြီလွတ်သွားသလားတော့မသိဘူးလွတ်မလွတ်တော့မသိဘူးဒါမဲ့လောဆိုတော့ပုံကျဲခံလိုက်ရတဲ့အတွက်မင်္ဂလာပွဲကတော့ဖြစ်မြောက်သွားတယ်ထပ်မသွားရဲဆိုရင်တော့မင်္ဂလာပွဲကတော့ တကယ်ကိုပဲဟိုအမင်္ဂလာဖြစ်သွားတာပေါ့နော်အဲ့လိုတော့တွေ့ရတယ်ဆိုတော့ဒါလည်းအဲ CDA campaign နဲ့အစည်းအဝေးရုပ်ရဲ့မင်္ဂလာဆောင်ပွဲကိုဘုံချက်ခံရတဲ့ဖြစ်စဉ်အကြောင်းဒီနေ့ရှင်းပြတာပါနော်အသေးသေးတော့ဒါကြီးတော့အများကြီးပြောကြတာမရှိပါဘူးဘုံချက်ခံမှာတော့ဘုံချက်ခံတော့အသေးသေးတခုချင်းပြောလဲမထူးမှာပေါ့နော်ဆိုတော့အားတခုဖြစ်သွားပါတယ်နောက်တစ်ခုကတော့ဒီအကြောင်းပြောပြီးတဲ့နောက်ကျွန်တော်တို့အခုအမ်ဘာပြောမလဲဆိုတော့တိုင်းမူကိစ္စပေါ့တိုင်းမူဆိုတာအခုတောင်ကြီးအခြေဆိုင်တဲ့တိုင်းမူပေါ့နော်တောင်ကြီးအခြေဆိုင်တဲ့တိုင်းမူအဲ့တိုင်းမူရဲ့တိုင်းမူရဲ့ဒီအရေးယူခံရတဲ့ဖြစ်စဉ်လေးဒါလေးကျွန်တော်ဒီနေ့ပြောရအောင်ဒီသတင်းကတော့ ဟိုပြည်ပြင်းမီဒီယာတွေမှာဖော်ပြနေပါပြီကျွန်တော်လည်းဟိုမနေ့ကသိပါတယ်မနေ့ကသိပေမဲ့ကျွန်တော်မပြောသေးဘူးပေါ့နော်ပြောသေးတာဟိုကိုကစပြောတယ်ဟုတ်ဖြစ်မှာဆိုလို့ခဏစောက်ရတယ်ပြည်ပြင်းမီဒီယာတခုဖော်ပြတော့မှာကိုကလည်းအဲအဲ့တော့မှာကိုကပြောတာလည်းခွင့်ရောက်တော့ကိုပြောတာပေါ့နော်ဆိုတော့ရာဘကတိုင်မှုလို့ပဲပြောမှာပေါ့နော်ဒီရှမ်းပြည်နယ်တောင်ကြီးခြေဆက်တဲ့အရှေ့ပိုင်းဆန္ဒကိုတိုင်မှုတိုင်မှုအစ်စ်ပါအဲ့တိုင်မှုကတာဝန်ထမ်းဆောင်တော့ဘလောက်မှမကြသေးဘူးနှစ်လသုံးလလောက်ပဲရှိသေးတယ်အများဆုံးသုံးလပေါ့အဲ့လောက်ပဲရှိသေးတယ်ဘုံချုပ်ဇော်နိုင်ဦးပေါ့နောက်သုံးလရှိမလားအေးပေါ့သုံးလတော့မပြည့်သေးဘူးနော်သုံးလတော့မပြည့်သေးပါဘူးဒီဘုံချုပ်ဇော်နိုင်ဇော်ဦးဆိုတဲ့ပုဂ္ဂိုလ် သူနဲ့သူ့ရဲ့ PS ကိုပေါ့နော် PS ကိုအဲ့ဒီနှစ်ယောက်ကိုတစ်ပြီတယ်ပေါ့အဲ့ဒီနှစ်ယောက်ကတစ်ပြီတယ်ပေါ့အဲတစ်နဲ့ကြောက်ပြီတယ်အဲ့လိုမျိုးပြောတာပဲတစ်နဲ့ကြောက်ပြီသွားတယ်ပေါ့ဟောကြောင့်ဆန်းကကြောက်သွားတယ်အာတိုင်းမူတယ်တိုင်းမူနဲ့သူ့ PS ကိုတစ်ပြီပြီးတော့ပြုတ်တစ်ပြီတော့တစ်ပြီပြီးတော့ပြုတ်သွားပြီလေတဲ့အဲ့လိုကြောက်ဟင်တစ်လုံးပြီပြီးတော့ဘာကိစ္စပြုတ်တာလဲပေါ့ဘယ်ဟုတ်မလဲဟိုအဂရီပေါ့ဗျာပြောနေအဂရီအတိုင်ကြားခံလိုက်ရတော့သွားစစ်လိုက်တဲ့အခါဟိုအဂရီကတိုင်ကြားခံပြီးတော့သွားစစ်တယ်ပေါ့အဲ့မှာကသနာမှုကိုလည်းဆင်းစစ်ပြီးတော့ ခိုင်မာတဲ့အတွက်သူ့ကိုခေါ်ပြီးတော့ဖမ်းပြီးတော့နေပြီးတော့ခေါ်သွားတယ်လို့သိရတယ်သူပြည့်ဆိုပါပါသွားပြီလို့သိရတယ်ပါသွားပြီးတော့လောလောဆယ်တော့အဲရရရရဘက်ကတိုင်းမှုအစ်တတော့ပြန်ခန့်လိုက်ပြီလို့သိရတယ်ဆိုတော့ဒီမွေးစေဝါတို့သူခေါင်းဆောင်ရတော့မျိုးစုံတက်တယ်ဗျအပြည့်ပြည့်မီရတော့မျိုးစုံတက်တယ်မတရားဝယ်ကုန်စီမွေးစေဝါကြောက်စိမ့်နေတစ်ပေါ်အဲ့လိုခေါင်းဆောင်တက်တယ်ဒါပေမဲ့ကျွန်တော်သိတာတော့ဒီအဂရီလိုပဲလူရင်းချုပ်ရပါတယ်နော်လူရင်းချုပ်ရတယ်ဆိုတော့သူကတာဝန်ကြတာသူကလည်းတစ်ချိန်တော့ဘာထုတ်တက်နေရဘာထုတ်တက်နေရသူကလာဘာထုတ်တက်တဲ့တက်နေရဟိုအเจ้าကြီးပေါ့နော်ဘာထုတ်အเจ้าကြီးဘာထုတ်အเจ้าကြီးကနေပြီးတော့မှ သူကဒီပြီးခဲ့တဲ့ကဆတ်တာမူအဲဇွန်ဇွန်မင်းလာတယ်ကျွန်တော်မေးတယ်ဇွန်မင်းလာလားဗလားကျွန်တော်ကျွန်တော်ကျွန်တော်ကရရတော်တော့အဲကျွန်တော်ရှန်ကရဆက်ကိုတော်တော့အဲ့တော့အတိုင်းမှုရှိအခုတော့ကဆတ်တာမူဖြစ်သွားတယ်သူ့နေရာကိုအဲ့ကောင်ကအဲတိုင်းမှုပုံမှုချုပ်နိုင်စော်ဦးကသူကဝင်လာ DS DS မို့သူကအလုပ်တွေ ODS ODC 25အဆင်းလာအဲ့တော့ဘာလို့တန်းအကြောင်းကြီးပြီးခဲ့တဲ့ဩဂလာမှာတော့တိုင်းမှုဖြစ်လာဩဂလာကိုမင်းလာမှာတိုင်းမှုဖြစ်လာဖြစ်ပြီးတော့မှအခုဆိုစက်တင်ဘာအောက်တိုဘာတော့လာတော့မပြေသေးဘူးနှစ်လကျော်ပဲရှိသေးတယ်အခုနားလဲတော်ဟိုအဂရီနဲ့ညှိသွားတာပေါ့နော်ဆိုတော့ကျွန်တော်က ့လည်းပြောရင်ဗျဒီကိစ္စမှာကျွန်တော်ပို့လည်းပြောရင်တော့သူမရတဲ့ဘန်နေဆိုတာခဏထားနောက်လာမယ့်တက်မတော်ရဲ့အလောင်းနေရာတွေအကုန်လုံးတိုင်းမှုအလောင်းနေရာတွေတက်မတော်အကြီးကဲပေါင်းများစွာဖြစ်လာမယ့်တက်မတော်ထိတ်တိုင်းညာတော်ကိုထမ်းဆောင်ကြမယ့်ပုံကိုအကုန်လုံးနေတယ်ခါတို့အများအားသတိထားရမှာတခုရှိတယ်ငွေကြီးစံငွေကြီးစံဟောစော်ကြီးစံပေါ့စော်ကြီးစံလို့ပြောမလားမိမကြီးစံပေါ့နော်ငွေကြီးစံနဲ့မိမကြီးစံရှောင်းနိုင်အောင်ကြိုးစားပါဒါကြောင့်ဆိုတော့ကိုတက်မဲ့တက်လန်းတွေကိုပိတ်သွားနိုင်တယ်ငွေကနောက်တစ်ချိန်မှာရှာလို့ရနိုင်ပြီမဲ့ယာရူးကကိုရထားတဲ့ယာရူးကခဏလေးနဲ့ပြုတ်သွားနိုင်တယ်ဆိုတော့မမေ့ဘူးဟုတ်ဒါသင်္ကန်းသာယူတဲ့နေကိစ္စပါ ဒီပြည်စံတကယ်လည်းဖြစ်သွားပါတယ်တကယ်လည်းဖြစ်တယ်အခုတိုင်းမပြုတ်ပါပြုတ်သွားပြီပျောက်ပြီပေါ့ဗျာဒီလိုကျွန်တော်ပြောပြတယ်ပျောက်ပြီပေါ့ဘာလို့ပျောက်လဲဒီဒီဒီအကရီပေါ့သူ့ကိုစစ်နေပြီဆိုတော့ရာဒါသူသွားပြီပေါ့အစ်တောင်တိုင်းမအစ်တောင်လဲပြီဆိုမှတော့အစ်တောင်ရောက်လာပြီလို့ပြောတယ်အစ်တကဘယ်ရလဲဆိုတော့ထားပါတော့ဘယ်ရလို့ဆိုတော့ထားလိုက်တော့အပတ်စဉ်၄၀ရလို့တည်ရတယ်ဆိုတော့ तू ဘယ်လိုပဲဖြစ်ဖြစ် तू ဒီအစစ်စစ်ခံလာရပြီဆိုတော့ရာ तू တော့ကလာလာဘလို့မကောင်းတော့ပြီးတော့ကြော်စောတယ်ပြီးတော့ဒါကြီးကသာသနာမှုကိုလည်းဆင်းဆက်ပြီးတော့မှခေါ်သွားတယ်ပြီးသွားပြီသွားပြီ ဆိုတော့ဒါကြောင့်ကျွန်တော်ကနောင်လာမဲ့မျိုးဆက်လောင်းနေရတယ်ကိုကျွန်တော်လည်းဆိုအကိုရွယ်တွေပေါ့အကိုရွယ်တွေနောက်နောင်လာမဲ့ညီတွေလည်းရှိတယ်အဲ့ဒါကိုတော့ကိုရင်မှန်းချက်ကြီးကြီးထားတယ်ဆိုရင်ဒီအဂရိကိုရှောင်းနိုင်အောင်ကြိုးစားဖို့လိုတယ်အဂရိကဘာလဲလဲကိုနောက်ဖွေးချက်ပေါက်ကနောက်ဖွေးတကားပေါက်တွေဝင်လာတယ်ဘေးကဝင်လာအလဲရဝင်တဲ့ဝင်နေမိမဆီကဝင်မယ်မိသားစုဆီကဝင်မယ်တာသမီဆီကဝင်မယ်နေရာပေါင်းစုံနေအဂရိကယာရုကြီးတဲ့ပုံစံလေးစီကိုဝင်လာတတ်လိမ့်ရှိတယ်ဘာကြောင့်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေနောက်တစ်ခါအဂရိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီပတ်သက်ရှာနေတဲ့ ဒီမတရားတရားမဝင်လုပ်ငန်းတွေကိုလုပ်ပြီးပတ်စံရှာနေလူတွေကကြာတော့အဲ့ဒီနီလန်နဲ့ဒီရာလို့ရာခံကြီးတဲ့ပုံစံတွေကိုချင်းကပ်ပြီးတော့တနည်းနည်းနဲ့ရအောင်ကြီးကတရားကောင်တရားချင်းကပ်ပြီးတော့မှဒါဟိုလာပြီးတော့ဟိုပတ်စံပေးတယ်ပေါ့ဗျာခွင့်ရေးပေးတယ်အဲ့ဟာကိုကစိတ်ထဲမှာအန်ရကင်းတယ်လို့ထင်ယူလိုက်ပြီးတာမျိုးရှိတယ်ဒါပေမဲ့တချို့ကိစ္စတွေကကိုယ့်ရဲ့ဟိုခန္ဓာရင်ကိုစမ်းတာကိုယ့်ရဲ့ဟိုအောင်စမ်းတာပေါ့ကိုယ့်ရဲ့တမာလူကိုစမ်းတာဖြစ်နိုင်တဲ့အတွက်ဘာပြီးတော့တချို့ကိစ္စတွေကတိုင်းမှုလောင်းလျာလေးတွေနော်တိုင်းမှုလောင်းလျာလေးနောက်တစ်ခါဒီဟို ိုတိုက်ရင်မှုတွေတိုက်မှုလောက်လျာတွေဖြူဝမှုတွေတက်မှမှုတွေနောက်တစ်ခါကာဆရာဖြစ်မဲ့ဒုတိယဘုသူကြီးတွေဒုတိယဘုသူကြီး level တွေနောက်ဘုသူကြီးဖြစ်မဲ့လူတွေနောက်တက်ချုပ်ဖြစ်မဲ့လူတွေအဆင့်ထိပေါ့ဗျာအကုန်လုံးကကိုအဲ့ဒီ client အချိန်မရလာကြိုက်နိုင်တယ်ဆိုတော့မမေ့ဘူးဗျအဲ့ဒါကိုမေ့လိုက်တာနဲ့မြတ်ကိုကနေထိုင်နေကိုရဲ့ယာတို့ကြီးအညွန့်ကျိုးသွားတယ်အခုဘာပြောစိတ်မကောင်းစရာလို့ပြောလို့ရတယ်အဲ့ဒီ client လာရိုက်တဲ့အခါအဲ့တောင်မခံနိုင်တဲ့တမာရီမရှိတဲ့အခါတမာရီအားနည်းသွားတာသို့မဟုတ်တမာရီအားနည်းခြင်းမရှိခြင်းဆိုတာတဲ့ရုတ်တရက်ကိုတမာရီဆန်းသက်ခံလိုက်ရတဲ့အခါမှာနေထိုင်နေဟိုကိုရဲ့တက်လန်းနေအညွန့်ကျိုးပေါ့ ဒါစိတ်မကောင်းစရာပါလေဒါကြောင့်နောက်လာမယ့်တက်မလို့ထိတိုင်းကောင်းဆောင်ဖြစ်မယ်ပုံကိုယ်လေးအစိုးရဝင်ကြီးဒွန်းကြီးညုံမှုညွန်ချုပ်တွေအကုန်လုံးကတတိထားပါအဲ့ဒီလိုက်ရအချိန်မျိုးခင်ဗျားတို့စက္ကန့်နဲ့မလိုက်ရိုက်နေတယ်အဲ့ဒီလိုက်ရခင်ဗျားတို့တောက်လျှောက်ပုတ်ခတ်နေတယ်လာပုတ်တယ်အဲ့ဒီလိုက်နေတောက်လျှောက်ပုတ်နေတဲ့အချိန်မှာခင်ဗျားတို့အဲ့လိုက်နေကြံ့ကြံ့ခံနိုင်ဖို့အတွက်ပြင်ထားပါတမားရီအောက်အောင်ပြင်ထားကြပါကျွန်တော်တို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့နောက်လာမျိုးစက်တွေလည်းအများကြီးကျက်သေးတယ် ဆိုတော့တခါတည်းမှာမထင်မတဲ့တာယာမူလေးတွေကနေကို့ဘွားတစ်ခုလုံးမှာအပြောင်းလဲဖြစ်သွားတဲ့အထိဖြစ်သွားတဲ့ဟာတွေဆိုလဲရှေ့မှာလူတော်တွေဗျာတအားတော်တဲ့လူတွေရှိတယ်တတ်မတော်မှလူတော်တွေရှိတယ်တော်ရင်မဲ့မထင်မတဲ့လိုင်းကိုတန်ခံလိုက်ရပြီးတော့ဘုံတိုင်းဖောက်ကွာဆိုရာပြုတ်သွားတယ်တပုံကြီးပဲဒါကြောင့်မလို့ကျွန်တော်ကတော့ဟိုမဖြစ်စေချင်ပါဘူးမဖြစ်စေချင်ပါဘူးတတ်မှာလူတော်တွေအများကြီးရှိတယ်ဟိုဆိုရဝန်ထမ်းတွေမှာလူတော်တွေအများကြီးရှိတယ်မထင်မတဲ့အဲ့ဒီလိုင်းနဲ့အချင်းချင်းပုတ်ချတယ်ဆွဲချတယ်ပုတ်တယ်လိုင်းတွေဆွဲချတယ်လိုင်းတွေအချင်းချင်းလုပ်ကြတဲ့ဟာတွေကညံ့ပြီးတော့ကိုကအဲ့လိုင်းထဲမှာဒီဒီရောနဲ့ပါသွားရင်ကိုတတ်မဲ့အညုံတွေအကုန်ကျိုးကုန် ို့ဘွားပဲထိခဲ့ပါတယ်ဒါကတော့ကျွန်တော်ရှိသမျှအကုန်လုံးညီကိုတွေကိုအကူရွယ်တွေကိုညီရွယ်တွေရှိတဲ့ယာရုတက်လန်းအလားလာရှိသောပုံကိုတိုင်းကိုတိုက်တွန်းတာပါဒါလေးတော့ရှောင်ရဘုတိုက်တွန်းပါတယ်ဒါတိုင်းမှုအဆင့်ပုံကိုဖြစ်သွားတဲ့ကိစ္စပါเนาะဒါကတော့တစ်ခုနောက်တစ်ခုကတော့ကျွန်တော်အာဆီယံထရိုက်ဂါကိစ္စဒီနေ့ပြောပါမယ်ဒီနေ့အာဆီယံထရိုက်ဂါအစည်းအဝေးလုပ်တယ်လို့သိရပါတယ်အာဆီယံထရိုက်ဂါအစည်းအဝေးဆိုတာကမလေးရှားနိုင်ငံမှာပဲအာဆီယံထရိုက်ဂါအစည်းအဝေးအာဆီယံထရိုက်ဂါအစည်းအဝေးဆိုတာရခိုင်အာဆီယံဥက္ကဋ္ဌလက်ရှိအာဆီယံဥက္ကဋ္ဌနဲ့နောက်တလာမယ့်ဥက္ကဋ္ဌပါဆိုတော့အဲ့၃ယောက်ပေါ့နော်ရခိုင်အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားနောက်တလာမယ့်ဥက္ကဋ္ဌဖိလစ်ပိုင်အခုလက်ရှိကမလေးရှား၃ခုက ဒီ Triger Seaway လုပ်တယ်2023နှစ်ကစခဲ့တဲ့ Triger ကဒီနေ့ဒီမှာထပ်လုပ်တယ်။ဘာလဲဆိုဒီ Triger ကမြန်မာနဲ့ပတ်သက်ပြီးလုပ်တယ်ဒီနေ့လုပ်တယ်။လုပ်တော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဒါတိုဆရီမိုဟာမက်ဟာဆမ်ဘောနော်သူကတော့ဒီနေ့အဲ Triger Seaway လုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့သူ Seaway ပြည်ကမှထွက်လာကြအောင်မီဒီယာတွေကဝိုင်းမေးတယ်။မေးတဲ့အခါမှာမြန်မာအရေးနဲ့ပတ်သက်ပြီး Triger Seaway သူလုပ်ခဲ့တယ်သူတို့ပြောတယ်။အဲ့တော့သူ့ရဲ့ဘူဟာရအရေးကြီးဆုံး point 3ချက်ပြောတယ်။တစ်ချက်ကကျွန်တော်ရည်အများကြီးပါဒါပေမဲ့အရေးကြီးဆုံး point 3ချက်ကပါတစ်ချက်က5 point consensus ကိုသူတို့ဆက်လက်ကိုင်းဆွဲထားခဲ့ဖြစ်တယ်။5ဘုံနဲ့ဆက်လက်ကိုင်းဆွဲဖြစ်တယ်တိကျနှစ်ချက်က မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တချို့သောဒီနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကိုတားဆီးကာကွယ်ပေးဖို့မြန်မာမှာအထူးကတာဝန်ရှိလာတယ်ဆိုချက်ပြောတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကာကွယ်တားဆီးလို့တို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တို့အနေနဲ့ကဘယ်လိုခေါ်လဲဆိုတော့တားလုံးဝတို့ရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရွေးကောက်ပွဲတော့တို့အာဆီယံအနေနဲ့ရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရပ်တန့်လို့လည်းမရဘူးရပ်တန့်ခိုင်းမှာလည်းမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲမှာတို့လုံးမှာတစ်ခုပဲရွေးကောက်ပွဲမှာအားလုံးပါဝင်လို့ရွေးကောက်ပွဲဖြစ်အောင်ဒါတို့တိုက်တော့မှာ ဆိုတော့အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုဆန့်ကျင်မယ်ကန့်ကွက်မယ်ရှုတ်ချမယ်ပြစ်တင်မယ်ဗာပြစ်မယ်ညာပြစ်မယ်မတိမမှုစားအဲ့ဒီစကားတွေတခေါမှမပြောတော့ပဲနဲ့မြန်မာရွေးကောက်ပွဲကိုသူတို့ကဟိုဘာလို့လဲရက်ခိုင်ရက်တန်ခိုင်မှာမဟုတ်ဘူးပြောတော့ဒီလိုပဲရက်တန်ခိုင်မှာမဟုတ်ဘူးဟိုကရက်မှာလည်းမဟုတ်ဘူးသူတို့တိလက်ရှိမြန်မာဆိုရရွေးကောက်ပွဲကိုအောင်မြင်သွားတဲ့အချိန်မှာသူတို့ရွေးကောက်ပွဲဆိုရရထားကြီးကတချိန်လုံးသွားတဲ့အချိန်မှာသူတို့အဲ့ရွေးကောက်ပွဲရထားကြီးကိုတော့ရက်ပြမှာလည်းမဟုတ်ဘူးရက်လို့လည်းမရဘူးသူတို့တိတယ်အဲ့တော့ဒီရထားကြီးပေါ်မှာအားလုံးပါဝင်အောင်သား သူတို့ဝိုင်းဝန်းတိုက်တော့မယ်ဆိုတာမျိုးကိုမလေးရှားနိုင်ငံတိုင်းဝန်ကြီးကဒီ tracker စီးပွားထွက်လိုက်မယ်သူထုတ်ပြောသွားတယ်ဆိုတော့ဒါအောင်ကြီးချင်းအဖြစ်အာဆီယံပင်လယ်ရွေးကောက်ပွဲနဲ့ပတ်သက်ဆန့်ကျင်ချင်းကန့်ကွက်ချင်းရှုတ်ချချင်းပြစ်တင်ချင်းတွေကိုတတ်နိုင်သမျှ short ချလာတယ်မလုပ်ချင်တော့မလုပ်ကြတော့ဘူးဆိုတဲ့ဟာကိုတဖြည်းဖြည်းတွေ့ရတယ်ဒါပေမဲ့ဒီ justice for မြန်မာလို့အဖွဲ့အစည်းတွေယန္နာမောင်လို့ယန္နာမောင်လို့ယန္နာမောင်လို့မျိုးဟိုနိုင်ငံခြားသားပေးစာကန်းစာစပြီးတော့နိုင်ငံခြားသားထဲ့ထဲ့တဲ့မြဝင်နေတဲ့ယန္နာမောင်လို့ဟာမျိုးသမီးကတော့ရှင်းရှင်းပြောရအောင်တော့ အာဘာလို့လဲဆိုတော့အမအစီအောင်စာဖို့လေပေါ့ဗျာ just ဖို့မြန်မာစာဖို့လေအာမြန်မာရုပ်ကဘောဟိုဘာဖြစ်ပါနဲ့မထောက်ခံပါနဲ့အားမရပါနဲ့ဆိုတော့မလုပ်တယ်တဲ့မြန်မာပါရှိမရှိစေပါဆိုတော့ဒါကျွန်တော်တို့လက်ရှိအာဆီယံအခင်းကျင်းမှာအဲ့တော့ဗိုလ်ချုပ်ကြီးကအာဆီယံစည်းဝေးသူမတက်ဘူး28ရက်နေမှာသူကဒီနေပြီးတော့မှဟိုဟာရှိတယ်နေပြီးတော့မှတကောင်စင်းကျင်းညာဖို့ရှိတယ်20ဒီမှာတနိုင်ငံလုံးရဲ့တကောင်စင်းကိုကျင်းညာတဲ့အခမ်းအနားကြီး28ရက်နေမှာလုပ်မယ်ဆိုအဲ့မှာပဲဗိုလ်ချုပ်ကြီးကအဲ့ဘောကိုအေးအေးဆေးဆေး ောင်းမတက်ပြီကိုယ့်နိုင်ငံသားတွေတဲ့စကားပြောခုမှသွားနေသူပြက်တာမသွားတော့သူရှင်းရအောင်ပါအဲ့သူမတက်ဘူးလို့ဆုံးပြတာပြီလားမဟုတ်ဘူးမတက်တော့ဘူးလို့ကအကြောင်းပြန်လိုက်ပြီပေါ့နော်ဒါကြောင့်မလို့မနေ့ကမတက်ဘူးလို့အကြောင်းပြန်တဲ့အကြောင်းဟိုဘက်ကတက်ဖြစ်မှာဟုတ်တော့ဘူးလို့ပြန်ပြောတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုခုနရက်တက်ပြစ်လို့မရဘူးရက်တက်မှလည်းမဟုတ်ဘူးဆိုတဲ့စကားကိုသုံးလိုက်တာကတော့လှတယ်အသူလည်းသူ့မှလည်းစဉ်းစားပုံရှိပြီမဲ့မီဒီယာတွေဝိုင်းမေးတဲ့ခါမှာတို့ကလည်းမြန်မာဆိုရကိုလည်းသူကတိတ်ခါမကြအောင်တို့လည်းတိတ်ခါမကြအောင်လေစကားလုံးတွေကိုလက်ပတ်တိတ်ကြောင်းဖြေသွားတာဘူးတွေ့ရတယ်ဒါကြောင့်ကြီးချင်းအပြင်အာဆီယံရဲ့တဘောရာဟာမြန်မာနဲ့ပတ်သက်ပြီးတော့အရင်ကြီးတင်းတင်းမာမာ တိတ်မရှိလာတော့ဘူးဆိုတော့တွေ့ရတယ်ဆိုတော့ဒါလေးတွေ့ရတယ်အဲ့တော့မြန်မာတွက်ကတော့တဖြည်းဖြည်းနဲ့ကိုခီးကိုလျှောက်ပါတက်လက်ရှိအာနာပိုင်ခေါင်းဆောင်လေးတွေနဲ့လည်းရဲရဲဝုံဝုံလျှောက်ဆက်ချက်ဆက်လျှောက်ပြီးတော့ကိုလှုပ်ဆက်ချက်ဆက်ရိုက်တာလုပ်တော့ဘသူဘာပဲလှုပ်ဆက်ချက်လှုပ်သွားရင်လည်းကိုနိုင်ငံရဲ့ကောင်းချီးကိုကိုယ်ကိုယ်တိုင်သိဖို့တာမျိုးဆက်ပြီးလှုပ်ကြဖို့ကျွန်တော်တို့ဒိုင်တွန်းနဲ့အာဆီယံအောင်အတန်လေးကောနာပဲဆိုတင်းတင်းမမှမရှိတော့တာကိုသိနေပြီဆိုရင်လွတ်ဆက်ချက်ဆက်လုပ်တာကိုအားကောင်းလို့လို့ရပြီဆိုတော့ပဲတိုက်တွန်းချင်တာပါဒါလေးကတော့ကျွန်တော်ရဲ့အပိတ်လေးပါပြီးတော့ဒီနေ့ဆိုရင်ပြည်ပြည်မြေချာချုံမှာတရင်ထွက်နေပါတယ်အွန်လိုင်းမှာလည်းတော်တော်ပေါ်လွှဲရနေတယ်အဲ့ဒါလေးစိတ်နော်ရန်ကုန်လေးစိတ်ပါရန်ကုန်လေးစိတ်မှာရှင်းပြ VIP 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 ပေါ့ဗျာ VIP VIP ပါပေါ့28သိန်းတာ VIP ဆိုလားပါလားအဲ့ဒီတရင်ထွက်နေတယ်အဲ့တော့ကျွန်တော်လေးစိတ်မှာတာဝန်ချနေတဲ့အဲတာဝန်ရှိသူတွေနေလေတကယ်ဟုတ်နေခဲ့ရင်ဆင်ကျင်ကြတာကောင်းပါတယ်မဟုတ်ခဲ့ရင်လည်းမဟုတ်ကြောင်းလေးတိကျသွားရှင်းလင်းနိုင်ဖို့လိုပါတယ်မဟုတ်ရင်နာမည်ပြတ်ပါတယ်နာမည်ဆိုးထွက်ပါတယ်ကိုကိုကိုနာမည်ဆိုးထွက်နေတာလည်းထွက်ထွက်နေတာကိုလည်းမထွက်အောင်တားကြဖို့လိုပါတယ်ဘာလို့ဆိုတော့ဒါကြီးကမတက်တော့ပါဘူးပြီးတော့ရန်ကုန်လေးစိတ်ဆိုတာတနင်္ဂနွေနိုင်ငံခြားထွက်မဲ့မျက်နှာစာပေါ့ပါအဲ့တော့ဘာပဲပြပြော ဟိုဒီလိုသတင်းတွေထွက်နေတဲ့အတွက်ရန်ကုန်လေစစ်ကတာဝန်ရှိသူတွေအနေနဲ့လည်းဘာပြောသတိကြီးကြီးထားပြီးတော့ဒါတွေကဟုတ်လားမဟုတ်လားမှန်လားမမှန်လားနဲ့နောက်တစ်ခုကဒါမျိုးတွေကိုတက်နေတဲ့ရှောင်ရှားနိုင်အောင်နေကြဖို့ထိုင်ကြဖို့သတိလေးနဲ့ပပနဲ့နေကြဖို့တိုက်တော့မှာလေအခုပြည်ပြည်မီဒီယာတွေကတော့ခင်ဗျားတို့ရေးနေကြပြီကျွန်တော်တို့တော့ဒါကိုမှန်တယ်မမှားဘူးမှန်တယ်အမှန်ဟုတ်ဒီမပြောချင်ပါဘူးဒါတွေကျွန်တော်ပြောချင်ဒါပေမဲ့သတိထားဆင်ခြင်ကြတာအကောင်းဆုံးဆိုတာလေးပဲတိုက်တော့မှာနော်ဒါလေးပြောနေချင်းဆိုတော့ပါအားလုံးပဲကိုယ်သားလေးရှိပါတိုက်ပြီးပေါ့စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ခုတော်ဝါတီးပြောနေတဲ့လူမိုက်လူရန်ကလူတက်ချပ်ပဲအာပေတမခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမျိုးတို့ပေါ့လို့ပြောရင်းနဲ့ကိုယ်နိုင်ပါ